အားလုံးပဲမင်္ဂလာပါရှင်။ဂျမစိန်စိန်ရဲ့အလားတက်သောနေ့ဆိုတဲ့ဝိထုတော်လေးတပုတ်ကိုဖတ်ပြပေးသွားပါမယ်နော်။အလားတက်သောနေ့အခန်းတ Inspector ဦးအောင်တင်ဤရှေးမောင်၌ခြေစုံရမိသောအခါຫນွေဤမျက်နှာကလေးမှာပုံမှန်နွမ်းလျော်သွားလေသည်။သူ့ရင်ထဲမှာမိများလောက်ပူပင်သောက ဖြစ်နေမည်ကိုဂျမသိနေ၏။သူ့တကူလုံးကိုထောက်တီထားရသောခြေနှောင်းမှာပင်ညွှတ်ကြလူရောင်ရှိနေပြီထင်သည်။ နှဲ့သည် သူရှိမှသပွဲကိုအပြုမိတွယ်ရက်နေ၏ဆိုင်ရင်စားကလေးများမှနဖူးပြင်ထက်ဝဲခွာကြလျက်ရှိသည်ကပိုးကယိုထုံနောင်ထားသောတပတ်ရှူစတုံးမှတထွာတသာခန့်စမိတ်ကလေးမှလည်းပခုံးစွန်းဝဲပြန့်ကျဲလျက်ရှိ၏ဝင်းညက်နေသောအသားရည်နှင့်နာရန်ဆင်းဆင်းမျက်ခုံးထူထူမျက်တောင်ကော့ကော့ကြီးများက လိုက်ဖက်သောအလှများဖြစ်ကြသည် အကယ်၍သာမျက်လုံးညွတ်ညွတ်ကြီးများတွင်တောကားရိပ်မတန်းပဲရှွန်းဆူနေပါမူစေးမကူသောနှခမ်းထုကလေးများတွင် ပြုံးရိပ်တန်း၍နေပါမူနွယ်ဤအလှသည်မိများလောက်စက်တရေစင်ကဝင်လင်းနေပါလိမ့်မည်လေကျမဤရှင်မာပင်ကယူနာစိမ့်စိမ့်ဖြင့်တသိမ့်သိမ့်လိုက်ခုံနေရသည်ဆရာဦးအောင်တင်ဤနှုတ်မှာမိတို့ အဖြစ်ပေးမိကိုလည်းမဝင်တဝင်းနှင့်ပင်တီးကျင်စောတန်နေသည် နွယ်နွယ်အသက်23နှစ်မြတာရှိရှာသေးသောဆရီမကလေးနွယ်ကျမနားထဲမှာတော့မင်းညာကညနက်အောင်တူထိုင်ပြောခဲ့သောစကလုံးလေးများကိုကြားရောင်နေစေရှိပေသည်အခန်းနှစ်နွယ်ဖေဖေကညံထက်တဲ့စိတ်ကူးကောင်းတဲ့တီထွင်တတ်တဲ့အလုံးနဲ့လက် မပြတ်နေရမှ ပြောတယ်သူရဲ့အကြီးကအလုပ်ကတော့မော်တော်ကားဝက်ရှော့ပါပဲ ဒါပေမဲ့ရေဒီယိုဓာတ်ဆက်လက်နှိပ်ဆက်စပိန်ပြင်နာတွေလည်းအလုံးရပါတယ်။မော်တော်ကိုတဲတွေကိုလည်းပုံစံထွင်ပြီးစောက်တက်သေးတယ်။ပြပြလှုပ်တဲ့အလုပ်ထဲမှာနှထပ်မော်တော်ကြီးတစ်စင်းတောင်ပါသေးတယ်။တပည့်တွေကိုလည်းခိုင်းသူကိုယ်တိုင်လည်းဝင်လှုပ်တာပဲ။ဒီမော်တော်ကြီးရေချတော့မဲရိုအရက်ကလူတွေဟာဖေဖေကိုတော်တော်နဲ့ချီးမွမ်းလို့မဆုံးနိုင်ကြဘူးမဲရိုမိသားစုတွေလည်းတိတ်ပျော်ကြတာပေါ့ ။မိသားစုဆိုတာလဲမြမြတော့မဟုတ်ပါဘူး။မမေဖဖေနဲ့နွယ်ရဲ့မိမလေးတွယ်နဲ့ကြွယ်ရဲ့ဖဖေအမကြီးကြီးတက်ရဲ့ဒါပဲရှိပါတယ်။ဒီထဲမှာနွယ်ကိုအစ်စ်ဆုံးကတော့ဖဖေပါ။ဖဖေကနှဲကိုနားလဲတယ်။ရန်ကုန်ဖြစ်စေတပြင်းတမျိုးဖြစ်စေရဝေးခီးထွက်တဲ့အခါမျိုးမှာဖဖေကဘာမှမလဲမင်းရင်ညီမလေးတွေကသူတို့လိုချင်တာကိုတတိတန်းကြီးမှာကြတာပဲ။ နွေကတော့ပြပဝေရချက်ရဒုက္ခများမှဆိုးလို့ဘာမှမမာပါဘူးဒါပေမဲ့ပြပပြန်လာရင်သူတို့မာရာရီတာအစုံအစစ်မပါတတ်ပေမဲ့သမီးကြီးဖို့သမီးကြီးဖို့နဲ့နွေကြိုက်တတ်တဲ့အစားအစာအသုံးဆောင်တွေကိုမူစားပေးပြီးဝယ်လာတတ်လွန်းလို့သူ့သမီးကြီးမှချစ်တာချစ်တယ်ပေါ့လေလို့မမေနဲ့ညီမလေးများရဲ့အထီးအငော့ကိုခံရတတ်သေးတယ်ဒီလိုအခါမျိုးမှာဆိုຫນွယ်ကဝန်းနေရပြန်တာပေါ့ သူတို့တွေဟာအနှဲ့ကိုမချစ်ကြုံမကပြပြချစ်တာကိုတောင်စိုက်ပုံမရပါလားလို့တွေးမိရင်ပိတ်အားငယ်ရတယ်။ဒါပေမဲ့ຫນွေကတော့အလုံးကိုချစ်တာပဲမို့သူတို့တီးကြရင်စိတ်မကောင်းဖြစ်မှာဆိုလို့ဝန်းနေအားငယ်သမ ्या ကိုသူတို့မတိစီရအောင်ခုပါတာတယောက်တည်းစိတ်မိတ်ပြီးခံပါတယ်။ကျောင်းပည့်ရတွေမှာဆိုရင်လေမမေနဲ့ညီမလေးတို့ကပြင်ပပြင်လွင်ရှောက်လေခြင်းလေတဲ့လို့ရှင်ကြည့်ချင်းကြည့်တယ်နှဲကိုတော့မခေါ်ဘူး ပြီးဆုံးပြီလို့မရှိတဲ့အိမ်မှုကိစ္စတပုံတပင်နဲ့အိမ်မှာကြံရင်နေရတယ်။လုံနေကြအလုပ်တွေမှုအိမ်တွင်းမှုလုပ်ရတာကိုမဲမပြင်းပါဘူး။ကိုအလုပ်တန်ရုံးစင်နေမှုအပြင်ထွက်လဲဖို့လည်းအချိန်မပေးနိုင်ပါဘူး။ဒါပေမဲ့သူတို့ကလိုင်းအောင်မလားလို့မိဖို့မရတာကိုတော့ဝမ်းနည်းမိတာကြီးပါပဲ။နွဲ့မှာတော့ဘရောမအားချိန်မရှိတတ်တဲ့ပေပေကသမီးကြီးရေဒီကားသိပ်ကောင်းတယ်လို့ကြော်နေတာကွဒိုသားဖတခင်နောက်ကြကြံအောင်မယ်ကြည့်ကြည့် ကြည်ကြအောင်ဆိုရဲ့လို့တမင်လိုက်ဖို့ပေးမှသာရုပ်ရှင်ကိုကြည်ရတာမို့တနင်လုံးမှာသုံးခါထက်မပူတတ်ခဲ့ပါဘူးအခါကြီးရဲ့ကြီးများမှာစီတက်နဲ့ပူပိုအတူလိုက်ဆောင်ခြင်းတော့ငွေကအိမ်မှုအိမ်မှုအိမ်တွင်းမှုတွေကိုတနည်းစာကြိုတင်လောက်ကင်ပေးပြီးမှလိုက်သွားတယ်လို့ရှိပါတယ်နွေကစနစ်သမီးလောက်ကတည်းကအကြီးကြီးတက်အုပ်ချုပ်တဲ့အိမ်တွင်းမှုနဲ့စားပောက်ခွင်မှာအကူအညီရသူပါ နွယ်15မိနစ်လောက်မှာတော့မိဖို့ဆောင်တဲ့အိမ်ပင်းမှုဟာနွယ်လန့်နွယ်ချေကြီးလိုလိုဖြစ်လာပြီးជីជីတက်ကကုညီယုံကုညီရတဲ့အခြေအနေမျိုးရောက်သွားပါပြီတောင်းစာကိုလည်းညံထုံထိုင်းတဲ့နွယ်ကခယူးဆိုင်ပြီးစူးစမ်းရပါသေးတယ်ဒီထဲကမှ ကတိကသက်လူယူရတဲ့အချိန်တိုကလေးတွေမှာတော့ပြင်ပစာနယ်စင်းများကိုဖတ်ရှုရပါတယ် နွေအတွက်အမျိုးသမီးခြားနဲ့တဆောင်နဲ့မဂဇင်းနှုတ်လောက်တော့ PP ကအမြဲတမ်းဝယ်ထားပေးလို့ရှိပါတယ်။အဲ့ဒီစာဖတ်ချိန်ကလေးများကတော့နွေဘဝအတွက်နှစ်သိမ့်ကျင်းနေစရာအချိန်ကလေးတွေပါပဲ။ဒါနဲ့တူတူပြောကြဆိုဆိုရင်နွယ်ခုနှစ်တန်းအောင်နဲ့နှစ်မှာဖေဖေဟာအစာအိမ်ပေါက်တဲ့ယောဂနဲ့ကွယ်လွန်သွားပါတယ် နွေရုံမိသားစုထဲမှာຫນွေကလွဲရင်အကောင်းကြိုက်ပြီးအသုံးဖာတတ်ကြသူတွေကြီးမှုတိုက်ခန့်အိမ်တလုံးနဲ့ထိုက်တန်တဲ့ပရိဘောဂတွေရဲ့လှလှပပဝစ်စင်ပြီးဆန်းဆောင်လဲလဲသုံးနိုင်ကြတာရဲ့ကလွဲလို့ပစ္စည်းအထုပ်ထဲလဲမကြံရွတ်ပါဘူးဒါပေမဲ့မမေဟာအန်အောလောက်အောင်တော်တဲ့မိမသားတူပါပြပေတပေဟောင်းနေတဲ့အတူမော်တော်ကားဝက်ရှော့ကိုသူပဲဦးစီးအုပ်ချုပ်ပြီးဆက်လုပ်ကင်ခဲ့ပါတယ် တန်တူတန်စအသေးအဖွဲကလေးကစပြီးကားပေါ်ရီစက်ပစ္စည်းစတဲ့ကားနဲ့ပတ်သက်သမျှအလုံးကိုရောင်းဝယ်ရောင်းစည်းဝယ်စည်းနမည်တိပါတယ်ကြည်မှန်ခန့်ခွဲတတ်ပါတယ်။ဒီတော့ပြပေရှိတော့ငါလောက်ဝင်ဝင်ကောင်းတော့တဲ့အချိန်မေတို့မှလင်းလင်းလူလူတော့မဖြစ်ရပါဘူး။အဆိုင်အပြိုးဝါသနာပါတယ်။ကြည်ကြည်တက်ကလည်းချန်ထရပ်ပန်းမန်တီးနံရွံ့ညွန့်တွေကိုခါတိုင်းထက် တိုးချက်စိုက်ပျိုးပြီးအိမ်သုံးစရိတ်ခုတာခန္တာရှိအောင်လို့ရောင်းချလာပါတယ်။နှွယ်လဲတမိကြီးတယောက်အနေနဲ့တာဝန်ရှိသလောက်ရှိနေတာမို့မမေအလုံးမာရောကြည်ကြည်တက်ရဲ့စိုက်ပျိုးခင်းကိုပါအားလဲချိန်တိုင်းမှာကူညီပေးပါတယ်။ဒီထဲကပဲနှဲ့အတွက်ရှက်စရာကောင်းလိုက်ပုံကကိုရန်ကိုနှစ်နှစ်လုံးလုံးကြီးဆက်ပြီးကြာရှုံးခဲ့ရတဲ့ရှင်ဘလောက်များမိမိကိုအားနာဖို့ကောင်းလိုက်တယ်လဲနော် ်မုံဆူမတယောက်အနေနဲ့မိမိလုံးရတဲ့လှုပ်ရှားကိုငွေဒါလောက်ဖြုံးတီးခဲ့ရတယ်ဆိုတော့မတိသားဆိုးဝါးရာကြလုံးနေပါဘူးလားနောက်ပြီးတော့လဲငွေကတမိအကြီးဆုံးအနေနဲ့ညီမလေးတွေအတွက်နမူနာဆံပြဖြစ်စေတင်တာပါခုတော့အကြီးဆုံးနဲ့အခြားဆုံးဟာမိငွေပေါ်လို့ဆွေစင်မျိုးဆက်ကပီးထိုးရစရာဖြစ်ခဲ့ရပါပြီငွေဟာကိုကိုကိုအတွက်ဆိုင်ကိုရပါပေမဲ့ညီမလေးတွေအတွက်ကိုတော့ခုံယူဝမ်းသာရပါသေးတယ် နွယ်ကိုရန်ဒုတိယနှစ်ဖြစ်တော့နွယ်ကိုမိလိုက်လာတဲ့ပွယ်နဲ့တူတူဖြစ်ရတာပါ။နွယ်ကသာနှစ်နှစ်လုံးလုံးဆက်ရှုံးနေပေမဲ့ညီမလေးပွယ်ကဖြင့်နှစ်ချင်းပေါင်းအာယုံမကနှစ်ပါးသာကုန်ထူးထက်လာပါသေးတယ်။အငယ်မလေးကျွဲကလည်းခုနှစ်တန်းမှာအတန်းပက်လေဒုတိယချိတ်တဲ့အာကားချစ်စရာကောင်းမလေးတွေပဲ ကြည်တော်ຫນွယ်ကတတိယနှစ်မှာចောင်းဆက်နေတဲ့မတဲ့ချင်းချင်ရပါတယ်။နောက်ဆုံးတော့မိမိကို အာနာလာပြီမဲ့ဘိုးရမ်းမမအောင်သေးရင်အလုံးရဖို့မလွယ်တာမို့ဒီတစ်နှစ်ဖြင့်ဆက်နေပါဦးမယ်လို့စွမ့်မိတ်ဆုံးဖြတ်ရပြန်တာပေါ့။ ဒီနေ့အဖို့အိမ်တွင်းမှာជីជីတက်နဲ့မမေရောညီမလေးများရောစိုက်တက်တာလေးတွေစားရအောင်မကုံတင့်တာလည်းမကုံရအောင်ကြီးမန်ချက်ပြုတ်လို့ရှော်ဟဲဖို့ဟဲတိန်ဟဲတိုက်ဟဲနဲ့တနေကုံသွားတတ်ပေမဲ့နှဲအဖို့မှာအမောမဖြေနိုင်အားခဲ့ပါဘူးတခါတလေတနက်ခါကိုလမ်းလျှောက်ရင်းပို့ပြီးညချောင်းကိုဆက်တက်ရပါတယ်ညချောင်းစင်းတော့လေဒီနေ့မှစာမီးဝဲမအောင်ရင်မဖြစ်တော့ဘူးဆိုတော့စိတ်စောနဲ့ ၎င်းချင်းအောင်စာရီစက်မှတ်ရပြန်ပါတယ်၎င်းထက်တော့ပိုနေလို့မဖြစ်ပါဘူးနနက်ငါးနာရီမတိုင်မီထပြီးအိမ်အလုံးနဲ့တန်တရာတစ်ပတ်လဲရအောင်မှာမို့ပါအပြင်းနိုင်လာတဲ့အနယ်ဟာနှစ်ဆကတည်းကဒီလောက်စူးစမ်းနိုင်လုံးလို့သာကိုရန်ကို အောင်လာခဲ့ပါတယ်။တော်လိုက်တဲ့ညီမလေးတွေဆိုတာတော့ဖေတန်းကိုယူပပေတာအကုန်တူးနဲ့အောင်ပြန်လာပါပဲ။တွေတယောက်လည်းရှစ်တန်းအောင်လို့ကိုရန်ရောက်လာပါပြီ။ဒီတော့ ညီမလေးပဲကိုတက်ကတူပို့ရမှာအထောက်အပံ့ဖြစ်ပါစေတော့လို့ຫນွယ်အလုံးရှာရပါတယ်။တန်အားရစွာပဲဆိုပါစို့။ចောင်းဖွေရမတိုင်းမီပဲပလကယုံမှຫນွယ်အလုံးရပါတယ်။ຫນွယ်ရတဲ့အောက်တန်းစည်းလာကကိုကိုအတွက်မုံဘိုးတလ15ချက်ချံပြီးအကုန်လုံးမိမိလက်ထဲထည့်ပေးနိုင်တော့မှလည်းအသက်ဖြောင်ဖြောင်ရှူနိုင်သွားပါတယ်။ အိမ်မှုကိစ္စချက်ရေးပြုတ်ရေးတွေကိုအခါတိုင်းထက်စူစောထလုပ်ပြီးကိုအတွက်ထမင်းကိုခြိုင်ကလေးနဲ့ထည့်ယူရေကိုကမန်းကရန်ချို့တနခါကိုမှန်မကြည့်ပဲပုတ်တနခါမချောက်မီအိမ်ကထွက်တဲ့အခါထွက်သပင်ကိုလမ်းလျှောက်ရင်းမှဖဲပြားနဲ့ချီလိုချီရပေမဲ့ຫນွယ်မငင်းညူပါဘူးအကြီးဆုံးသမီးတယောက်အနေနဲ့ဒီလောက်တော့လဲလှုပ်ပေးလှုပ်တင်ပေတာပေါ့ နောက်ပြီးမနက်ပိုင်းမှသာဒီလိုကတိကီဖြစ်တတ်ရပေမဲ့ညပိုင်းကျတော့လဲနားချိန်အချိန်ရပြီသားပဲရှင့်ညပိုင်းမှာအိယာစောစောဝင်ပြီးကိုမုံဘိုးတဲကဝယ်ထားတယ်မဂဇင်းစာအုပ်လေးတွေဖတ်ရပြီးဆိုမှဖြင့်နှွဲအတွက်သင်းနဲ့လောက်တဲ့စီးစိမ်ဒုက္ခလို့ခေါ်နိုင်ကောင်းပါပြီဒါပေမဲ့ဒါပေမဲ့နှွဲဘွားလေးမှာကြည်ကြည်နက်နက်နေလို့မှတနည်းမပြည့်သေးပါဘူးကျမရိုင်းဟာ ိုင်းမစင်ပုံမစင်နဲ့ဝင်လာလိုက်တာ၊နှွဲ့အတွက်စောက်တီယာမရတော့ပါဘူးရှင်။အခန်း၃နှွဲ့ကိုနှွဲ့နှွဲ့အိမ်သားစုကတမူချားလာတယ်လို့ပြောကြပါဗါး။ဖေဖေဆုံးပြီးတဲ့နောက်မှာជីជីတက်ကမေမေနဲ့တခန်းထဲသွားအိပ်ပါတယ်။မေတို့ညီမ၃ယောက်ကအစကတည်းကတခန်းထဲအိပ်ခဲ့တာပါ။အခုညီမလေးကျွဲတက်ကတူရောက်သွားတော့နွယ်နဲ့ကျွဲပဲတခန်းထဲကျန်နေရစ်တာပေါ့။ဒါပေမဲ့နွယ်က တယောက်ထဲပဲတခဲနေစင်တယ်လို့ပြုံးစားကြီးအတင်းအကျပ်ပြောလာတော့အားလုံးပဲစိတ်မကြည်နဲ့ဖြစ်ကြတယ်။ជីជីတက်ကဒီမိန်းကလေးဟာတသက်လုံးကညီမချင်းအတူနေလာပြီးခုမှခွဲထွက်တာယူမယူပါမလား။ကြီးစားနဲ့အချင်းချက်မြန်ရှိနေသလားမဆိုနိုင်ဘူး။ကျဲကိုသူ့အမေစီပို့ပြီးငါအရင်ကလိုနောက်ဖေးဆောင်มาသွားအိမ်မယ်ကြီးပဲစိတ်တိုင်းကြနေတော်မူတဲ့ မိမိကလည်းယောက်ျားမရှိလို့မိမတွေကြီးနေရတဲ့အိမ်မှာကိုအဆောင်တယောက်ဒီအဆောင်တယောက်ခွဲအိတ်လို့မတော်ပါဘူး။မိနွယ်မိမိနဲ့လာအိတ်ရင်ကျွယ်နဲ့ကြီးကြီးသက်အိမ်မှာပေါ့လို့ပြောသေးတယ်။နွေကခင်အင်းတယောက်တည်းဆိုတယောက်တည်းပဲအိမ်မယ်။နောက်ပြီးဆောင်မှာအိယအိယမိငွယ်သွားအိမ်မယ်။ဆိုတော့သူတို့အားလုံးမိငွယ်ကိုမျက်ကြတာပေါ့။နောက်ဆုံးတော့မေမေက အခန်းချင်းလဲပြီးသူတို့နှစ်ယောက်ခန်းကိုနှွဲကိုပေးပါတယ်နှွဲတို့နေတဲ့သုံးယောက်ခန်းမှာတော့သူတို့သုံးယောက်ပြောင်းနေကြတာပေါ့ဒီလိုပြောင်းရရွှေရနဲ့အလုတ်ရှုပ်ကြတော့နှွဲကိုအလကန်းအတိတ်ပဲမရှိကြောင်ရမလားလို့စူနေကြတာပါပဲဒီထဲပြဿနာပေါ်တက်လာတာကမိចောင်းပိတ်လို့တွေ့ပြန်ရောက်လာတာကြောင့်ပါတကယ်ဆိုတော့မိတွေကိုနှွဲအခန်းမှာအိတ်စီလိုက်ရင်ပြီးတာဗျပြီးတာပါ နွယ်ကနွယ်အခန်းကိုဘသူမှမလာရဘူးလို့ဘူးကင်ထားတာကြောင့်သာជីជីတက်နဲ့တွယ်ဟာခက်ကြောက်ကြောက်နဲ့ပဲအောက်ထက်တိုက်ခန်းစင်းအိရတာပါဒီတော့လေညာအိရဝင်ချိန်တိုင်းမှာជីជីတက်ကမိနွယ်ကိုပြတောက်ပြတောက်လုတာပေါ့နောက်ပြီးစားရေးတောက်ရေးနဲ့ပတ်သက်လို့လဲမိနွယ်မိဖို့ဆောင်ကိုတာဝန်မြူနိုင်တော့ဘူးမိနွယ်ပြမန်းလာပြီជីជីတက်ပဲဒီတာဝန်ကိုလုံးလုံးပြန်ယူပါစိုက်ပျိုးခင်းမဲမိနွယ်လုတော့မယ်လို့ဆိုအတင်းစီစဉ်ပေးလိုက်ပါသေးတယ် ဒီလိုနဲ့ကြည်ကြည်တက်ကချက်မှုပြုံးမှုတာဝန်ယူတဲ့တိုင်အောင်လဲနှွယ်ကဖြောင်းဖြောင်းမစားမိသေးပါဘူးနနက်စာရောညစာပါဂျိုင်းနေထဲယူအခန်းတကားပိတ်ပြီးတယောက်တည်းတက်တက်စားပါတယ်အလုတ်ခင်မှလည်းအမမယွင်းယွင်းဖြစ်ပြီးစိတ်ညစ်လာရင်မလုတ်ချင်တော့ဘူးဆိုပြီးခွင့်ယူပြန်လာခဲ့မိတတ်ပါတယ်။အိမ်ရောက်တော့လည်းအခန်းတကားပိတ်ပြီးအိတ်နေလိုက်တာပဲ။ဒီတော့လည်းမမေနဲ့ជីជីတက်ကနှွဲကိုအဆူကြပြန်လာပဲ။ ဘလောက်ပဲဆူဆူနယ်ကလည်းအ Shaw မပေးပဲတင်းခံနေပါတယ်။တသက်လုံးကကို့အလိုထက်သူများအလိုကိုဦးစားပေးလိုက်ရောခဲ့တဲ့မိနယ်ဟာအခုမှဘာလို့ဒီလိုအကြက်ကင်နေရတယ်လဲဆိုတာကိုတော့သူတို့မသိကြလေဘူး။မိနယ်ကတော့အခန်းတကားလုံလုံပိတ်ပြီးတယောက်တည်းရှိနေတော့မှအကျင့်ကိုရတာဟာနေတိုင်းပါ ပြီးတော့လဲအခန်းတကားတစ်ချက်ပိတ်လိုက်တာဟာမိနွယ်နဲ့မိသားစုအလုံးကိုတဘွားစီခြားနာပြလိုက်တဲ့အမတ်အသားတစ်ခုဆိုတာလဲမိနွယ်တယောက်သာသိနေရတဲ့အသည့်ပါနွယ်အဖြစ်ကိုနွယ်ဘလို့ပြောရမလဲဘသူကိုပြောဝင်ပါတော့မလဲရှင်တဲမှာနေရှိသမျှတရီရီလောင်ကျွမ်းပူဆွေးနေရတော့တာပါပဲနွယ်မပြောနိုင်တော့ပါဘူးနွယ်မပြုံးနိုင်တော့ပါဘူး အဲ့ဒီလို66ချချားတွေဖြစ်လာတော့မှလဲနှွယ်ဟာငယ်စဉ်တုန်းကမိုင်မခဲ့တာတွေကိုတရေးရေးနဲ့တွေးပြီးနောင်တရလာပါတော့တယ်အခန်းလေးနှွယ်က9နှစ်တွယ်က9နှစ်ကျွဲလေးက6နှစ်လောက်ရှိကြသေးစင်ကပေါ့ သူ့မှာရှိတဲ့ငွေလေး100ကျော်လောက်ကို အတိုးနဲ့ချိထားတတ်တဲ့ជីជីသက်ကຫນွေចောင်းပည့်ရဲ့အတိုင်းမှာလို့လို့ကန်နာပိုင်းစီကျွေးတောင်းလွတ်လေးရှိပါတယ်။ဒီလိုသွားရတိုင်းမှာຫນွေဟာတယောက်တည်းသွားလို့မရှိပါဘူး။သွေရောကြွယ်ပါမရအရချုံမော့ခေါဆောင်သွားလို့ရှိပါတယ်။ຫນွေတို့ဖြတ်သွားရတဲ့ကန်နာပိုင်းတနေရာမှာတော့ဦးစောမောင်ဆိုတဲ့လူကြီးတယောက်ရဲ့အင်္ဂလိပ်ရှိပါတယ်။ ဲ့ဒီဦးစောမောင်ကြီးကကိုမကောင်းရှာပါဘူးသူမျက်နာကြီးဟာပွာရောင်းပြီးအပိန့်အပိန့်တွေဖြစ်နေပါတယ်အထူးသဖြင့်နှာခေါင်းနဲ့နရွက်ကြီးတွေနှာခမ်းကြီးတွေဟာထူထူတွဲတွဲကြီးဖြစ်နေပါတယ်။ခြေတောင်မှာလည်းအနာတွေဖြစ်နေဟန်တူပါရဲ့။အညူရောင်ကင်းဘက်ဖနက်အစုပ်ကြီးကိုစီးထားပြီးလမ်းသွားတဲ့အခါကွတ်တကွတ်တသွားသွားပါတယ်။ ဒါပေမဲ့ဦးစောမောင်ကြီးမှာမိမလည်းရှိပါတယ်။ကလေးနှစ်ယောက်လည်းရှိပါတယ်။ဒါအကြီးလေးကကန္နာစိတ်မှာစာအုပ်စာအုပ်တွေလက်ပွေရောင်းပါတယ်။ဒါငယ်လေးကတော့နှဲ့ညီမထွေးကျွဲတို့လောက်ရှိပါသေးတယ်။ຫນွေတို့ညီမ3ယောက်ကန္နာပိုင်းຊွေတောင်းသွားရတဲ့အခါဒီအိမ်ရှိရောင်းလူနေတိုင်းမှာຫນွေကဥဆောင်ပြီးအนูကြီးဟဲ့ယွန်းစရာကြီးဟဲ့ tree twan ဩပြေးကြပြေးကြလို့ဩပါတယ် မိမလေးနှစ်ယောက်ကလည်းနှွယ်အော်တယ်လို့ပဲလိုက်အော်ပြီးပြေးကြလိရှိပါတယ်။တခါတလေနှွယ်တို့လာတာနဲ့ဦးစောမောင်ကြီးအိမ်ရှိထွက်လာတာနဲ့ထုံမိရင်ဦးစောမောင်ကြီးဟာနှွယ်တို့ကိုလှမ်းမြင်တာနဲ့သူ့အိမ်ကလေးတဲကိုတုတ်ခနဲဝင်ပြေးသွားတတ်ပါတယ်။ တခါတော့နှွေတို့ကိုမြင်လို့ဒီဒီရိုင်နဲ့သူ့အိမ်ဝင်းထဲဝင်ဝင်ပြေးတဲ့ဦးစောမောင်ကြီးဟာအိမ်ရှိကဘူးစင်တိုင်နဲ့တိုက်မိပြီးမောက်ရက်သားလဲသွားလို့သူ့မိမကပြေးထူတွဲပြီးခေါ်သွားရတာတွေ့ရပါတယ်။နှွေတို့ညီအမတွေကလည်းအနူကြီးလဲပြီးဟေ့လို့အော်မိအောင်အော်လိုက်ကြပါသေးတယ်။ ။ဦးစောမောင်ကြီးနဲ့မတွေ့လို့ဦးစောမောင်ကြီးရဲ့သားအငယ်လေးနဲ့တွေ့ရင်လည်းမေရုကအလွတ်ပေးလေးမရှိပါဘူး။အနုကြီးသားလေးဟေ့အနုကြီးသားလေးဟေ့လို့ညီမတွေလက်ညှိုးထိုးပြီးတမ်းမြိုင်အော်ကြရင်ကောင်းကလေးကအော်ငိုပြီးချင်ရစ်ပါလေရော။နောက်တော့ဦးစောမောင်ကြီးသေသွားပြီလို့သိရပါတယ်။စနေကြော်လောက်ရှိလာတော့လဲဒီအကြောင်းကိုຫນွေတို့လုံးလုံးတတိမရတော့ပါဘူးဒါပေမဲ့အခုတော့ဒီအဖြစ်ဟောင်းလေးဟာຫນွေကို နေတိုင်းညတိုင်းစူးစူးဝါးဝါး၆လက်နေပါပြီ အခင်းထဲမှာတယောက်ထဲတကားအလုံးပိတ်ပြီးအင်ကြီးချွတ်မန်တဲကြီးလိုက်ရင်မဲနောက်ကျောနဲ့လက်ပြညွတ်မှာအဖြူကွက်တွေအထင်းသားပေါ်လို့နေပါတယ်။နှွဲ့အသားကအတဝါအတောက်အသားဝါအသားဝင်းပါဒီအပေါ်မှာအဖြူကွက်တွေ အပြောင်းထင်နေတာကတနေ့ထက်တနေ့တိုးလို့တာထင်ရှားလာပါပြီတနေ့သောအခါမှာနှွေဟာဦးစောမောင်ကြီးလို အမလေးဒီလောက်တွေးမိုံနဲ့နှွေရင်တွေ တုံလာကြည်ရဲ့ရှင်နှွေးနှလုံးသားတွေမှာမီးငွင်းငွင်းနဲ့မြန်လောင်မြိုက်ကုန်ကြလေပြီလားနှွေးချစ်လာတဲ့ညီမညီမလေးတွေနဲ့မမေတို့ជីជីတတို့ဟာအကြောင်းမသိကြလေတော့ခုချိန်မှာနှွေးကိုကြီးစားကြောင်ရမလားလို့ညဉ့်ညင်ယုံမဲညဉ့်ညင်ကြသေးတယ်တော်တော်ကြရင်တော့ယွန်ကြကြောက်ကြမုံကြပြီရောမဲ့ နွယ်ချစ်တဲ့မိသားစုနဲ့ညီမလေးတွေရဲ့တလူလူဝင်နေတဲ့အညွန်လေးတွေကိုနွယ်ကိုယ်တိုင်မှုချိုးမြင့်ချိုးချိုးပြစ်တလို့ဖြစ်လာရတဲ့ကံကြမ္မာစိုးအတွက်အသေးဆက်ဆက်နာမိလိုက်ပါရဲ့ကိုအလဲရောက်တော့မှမိနွယ်မှာအယူမိဝိုင်းဖြစ်နေရပါပြီနွယ်ဘလို့လို့ရမလဲနွယ်ဘယ်ကိုပြေးရမလဲဘယ်ကိုပဲပြေးပြေးဒီကိုနဲ့ဒီခန္ဓာကဒုက္ခပေးတော့မယ်အကောင်းဆုံးမိကတော့ဒီဘဝစိုးကိုထားရိတ်ခဲ့ပြီးဘဝတက်ကူးလိုက်ဖို့ပါပဲ ဟုတ်ပြီဒီလိုဆိုရင်ဗန်နီးနဲ့တည်မလဲအစိတ်တောက်ချင်တော့မြစ်ထဲခုန်ချခြင်းချအမှုတယ်မှကိစ္စတုံးရောပေါ့အင်းလေဒါတော်မှဒါတော်မှသူတို့သူတို့နှွဲအလောင်းကိုကင်တွယ်ကြပြင်ဆင်ကြအောင်မလားမသိဘူးဒီလိုဆိုရင်နှွဲပါလို့တည်တယ်ဆိုတာသိကြကုန်သိကုန်ကြတော့မယ်တည်ပြီးတဲ့နောက်မှာတော့အလောင်းကနေမိသားစုကိုအွှတ်ခွဲအောင်မဲ့ဒုက္ခပေးအောင်မဲ့မိနွယ်ရဲ့ဘဝဆိုးပါလား အော်သိပြီအလောင်းကိုပါအစာဖြောက်ချင်ရင်လည်းရတာပေါ့တကူလုံးကိုဓာတ်စီလောင်းပြီးမိနဲ့ရှုကိစ္စတုံတချိုပြီးဖြစ်ကြရောဒါလဲလွယ်တော့မလွယ်ဘူးကို့အခန်းထဲမှာဆိုမတော်တဆအင်ကိုပါမိကူးဆက်သွားမှဖြင့်တန်ရစ်သူတွေမွဲပြကြဒုက္ခရအောင်မယ်အကြံမအောင်မီလူတိသွားရင်လည်းတဒုက္ခလူလူကင်းကင်းတနည်းအရမှာဆိုရင်ကောင်းလေရဲ့ဘယ်နည်းမှာလောက်ရမလဲဘယ်အချိန်မှာလောက်ရမလဲ တည်တော့တည်ရမှာပဲတနည်းနည်းတစ်ချိန်ချိန်မှာတော့တည်ဖြစ်အောင်တည်ရတော့မှာပဲနှဲ့အနေနဲ့အဲ့ဒီလောက်စိတ်ဒုက္ခရောက်နေစဲမှာမမမစင်ရေးတဲ့ဝတ္ထုဆောင်ပါတွေကို တွေ့ရပါတယ်ဒီတော့မှစိတ်တော့ကတဝက်လောက်တက်တာသွားပြီးနှဲ့ဘဝအတွက်အားကိုးစရာရှိနေသေးပါရောလားဆိုတဲ့အသည့်နဲ့မမစင်စီကို အခုလိုဆက်သွယ်လာခဲ့ရတာပါပဲ နွယ်နှင့်သူကြည်ကြည်တတ်တို့ရောက်လာကြသည်မှာမင်းညနေကဖြစ်သည်လွန်ခဲ့သည့်15ရက်ခန့်ကနွယ်သည်ရှုမွားတိုင်းမှတဆင့်ဇမထံစာတဆောင်ရေးခဲ့၏ဈေးမုံတည်င်းစာရှုမွားမဂ္ဂဇင်းနှင့်အတွင်းနှင့်အရေးစာအုပ်များတွင်မမဆိုင်ရေးခဲ့သောဝိထုဆောင်မများအညာမမဆိုင်စိန်တွင်အနာကြီးရောဂါဖြစ်ခဲ့ကြောင်းယခုအခါ ယောဂပိုးမရှိတော့ပါဟုသောဆရာဝန်ဆုံးဖြတ်ချက်ကိုအကြိမ်ကြိမ်စစ်ဆေးရရှိပြီးဖြစ်ကြောင်းသိရပါသည်။နှွယ်မှလည်းယခုချိန်တွင်ယောဂစတင်ရရှိလာ၍တက်တည်ရန်အထိစိတ်ကူးကြံစီမိရပါသည်။နှွယ်အားဤဝဒုက္ခမှလွတ်မြောက်ရာလမ်းကိုညွှန်ပြပေးပါဟု၍ဖြစ်ပေသည်။ကျမကလည်းချက်ချင်းပင်စပြန်ရေးခဲ့၏။ 15နှစ်လုံးလုံးယောဂခံစားခဲ့ရတော့မမစိန်ပင်ဤယောဂမှလွမြောက်လာခဲ့သေးလင်ညီမဤယောဂမှလုံးဝစိုးရိမ်ဖွယ်မဟုတ်ကြောင်းအနည်းဆုံးသောကိုယ်ရည်ယောဂအထုခုစီပီကန်းတွင် ပြသပြီးကုသတဲ့ကြောင်းယခုအခါအနာကြီးယောဂတိုက်ဖြည့်ရေးဌာနမှအခမဲ့ကုသပေးနေသည်မှာအထူးအားထားရပါကြောင်းများဖြစ်ပေသည်သို့တော်ຫນွယ်သည်ကျမညွန်သောလမ်းကိုဖြောင်းဖြောင်းတန်းတန်းမလိုက်ခဲ့ပေ။ နှွဲဟာမိသားစုထဲမှာကံအခေဆုံးပါမမစိန်အခုနှွဲအဖြစ်ကိုမိသားစုထဲမှာတောင်အတိမပေးရပါဘူးနောက်ပြီးနှွဲဟာအလုတ်တမတရားမှုနှွဲအလုတ်ဌာနကအတိသွားမှလဲဆိုပါတယ်ပါပဲဖြစ်ဖြစ်မမစိန်စိန်နဲ့ပဲတွေ့ချင်ပါတယ်မမစိန်စိန်ကြီးကိုပဲလာပြရစီပူရွေးတာထမှန်ပြန်ချခဲ့ပြန်သည်ကျမနားလဲနိုင်ပါသည် အနာဒီရောဂါနှင့်ပတ်သက်လျင်မပွင့်လင်းနိုင်ရကြသောအယိုးဆွေးနေသည့်အစဉ်အလာကိုမလွန်ဆန်နိုင်သည့်တာတကားပင်ဖြစ်ပါ၏တကယ်ဆိုတော့ယခုခေတ်တွင်အနာဒီရောဂါဖြစ်တိုင်းအလုံးထွက်ရန်မလိုတောင်းထွက်ရန်မလိုတနေ့တပြားစိမ့်မှန်ဆားနေုံနှင့်ယောဂပြောက်သွားမည်ဖြစ်ကြောင်းသာအတိတရားရှိထားဖို့လိုပေသည်ဒီတို့ပင်ဖြစ်စေ နောက်ဆုံးတော့ကျမကပင်သူ့တဘောကိုလိုက်ရောကလာခဲ့ပြီ လိုက်ယောဂလာခဲ့ပြီတော့ဟုဆိုသည်နှင့်ခွင်သုံးရယူပြီးသူ့ကြီးကြီးတက်နှင့်အတူရောက်လာခြင်းဖြစ်သည်ရောက်လာသည့်ညတွင်ຫນွယ်ကကျမအားဖြစ်ကြောင်းကုံစင်ပြောပြနေတော့မှလဲသူ့ကြီးကြီးတက်မှတူမချောဤဖြစ်အင်ကိုသိရှိသွားကရှိုင်းငူရှာတော့သည်ကတော့ຫນွေဤထူးခြားသောအပြုမှုများအတွက်စိတ်တဆဝေဒနာအစာပြိုလာခြင်းဟုတအိမ်သားလုံးကထင်မှတ်နေကြ တီဟုဆိုသည်ယခုလဲဆာရေးဆရာမဒေါ်စင်စိန်နှင့်တွေ့ဆုံရန်တာယာဝတီသွားမည်ကြီးကြီးတက်ကိုအဖို့ထဲပါမထဲလင်းလဲတယောက်ထဲဖြစ်သည့်နီးနှင့်သွားမည်ဆို၍သာဘူးမတိဘာမတိလိုက်လာရကြောင်းပြောပြသည်ကျမလည်းအပိစကားဆိုရ၏။ကဲတကြီးရေအခုကျမနဲ့တွေ့ရမှတော့နှဲ့အတွက်စိတ်ပူစရာမရှိတော့ပါဘူး။မင်းနှက်ဖြံမှာအနာကြီးယောဂတိုက်ဖြက်ရေးက inspector ဦးအောင်တင်နဲ့တွေ့ပေးဖို့စီစဉ်ပြီးသားပါခြေကူတာဖို့အတွက်အကောင်းဆုံးနည်းလမ်းကိုညွှန်ကြားပါလိမ့်မယ်ကျမလည်းဟိုတုန်းကတော့တရားမဲ့မစင်မချင်းအကြောက်လွန်တာတွေရှိခဲ့ဘူးပါတဲ့အခုတော့အမြင်မှန်ရလာခဲ့ပါပြီသေတူယောဂအစာအိမ်ယောဂငှက်ဖျားကျင်စာအစုံနာတို့ဟာယောဂတစ်ခုဖြစ်တယ်လို့အနာဒီယောဂဆိုတာလည်းယောဂတစ်ခုပဲမို့ယောဂဖြစ်လာရင်ခြေကူတခံယူရမယ် ီလန်းစင်သားမှန်ကန်ဖြောင့်တန်းတဲ့လန်းစင်ဖြစ်ပါတယ်ဇာဇဝဲမှုကျွလွန်တာလည်းမဟုတ်ဇာဒိတပြပြရတာလည်းမဟုတ်ဘဲနဲ့တရားလုံးရှက်ကြောက်ဖုံးကွယ်နေရသမျှတွေဟာလမ်းကွေးလမ်းကောက်တွေအန်တရယ်ပြိမဲ့အမှားယွင်းတွေရှိပါပဲအသက်တစ်ချောင်းကိုတန်ဖိုးမထလွန်းရကြပါတယ်ကျမတော့ခုချိန်မှာစီပီခန်းသွားတဲ့နေ့ဆိုရင်တက်ဆွမ်းသမျှသုံးကောင်းတန်တန်ဝစ်စင်သွားပါတယ် လမ်းမှာအတိတွေ့ရင်ကျမကိုဖယ်သွားမလဲမေးပါစီ အောက်မိနေပါတယ်မေးကြပြီဆိုရင်လည်းဟုတ်ကဲ့ကျမကိုရီယောဂစီပီကန်ကိုသွားပြီးစစ်စစ်မလို့ပါလို့ရင်း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 ပြေပါတယ်အနဲ့လဲစစ်စစ်တာအောင်မြင်ရဲ့လားလို့စက်မီးရင်လည်းကျမအလွန်သဘောကျပါတယ်ဟုတ်ကဲ့အောင်မြင်ပါတယ်လို့ဖြေရတာကိုတဘာသူများဒီလန်းစင်လိုက်လာအောင်နမူနာပြရတယ်လို့ဝမ်းသာမိပါတယ်ညီမຫນွယ်နဲ့တီတီလဲစိတ်အေးအေးထားပြီးတော့ဒါအိတ်ကြပါတော့ အခန်း6နနလင်းတော့ကြည်ကြည်တက်သည်အစောတိထကဖျားရှိခိုးနေ၏သူတူမအတွက်ဆုမွန်ကောင်းတောင်းနေမိကို ပြောစရာမလိုပါຫນွေကတော့စီပီခန်းသွားရန်စိတ်စောနေ၍တညာလုံးကောင်းကောင်းအိမ်မပြောပါဟုဆို၏ချက်ခု inspector ဦးအောင်တင်ဤရှေးမောက်သို့ ရောက်သောအခါຫນွေကိုကလေးမှတုံရင်၍နေရှာသည်ဦးအောင်တင်ကຫນွေပြောပြသော အဖြူကွက်များကိုကြည့်ရှုရင်ကျမနှင့်ຫນွေကိုစမ်းသက်ခန်းသို့ခေါ်သွားသည် နွယ်ကအင်းကြီးချုပ်ကထမင်းရင်ရှားကလေးနှင့်ရက်နေ၏သူ့ကြောနှင့်လက်ပြင်းများတွင်အဖြူရောင်အကွက်ငယ်များမှအတော်များများရှိနေသည်ဆရာဦးအောင်တင်ကပြုံးလိုက်၏ပြီးတော့အတချောင်းယူကအကွက်ငယ်များကိုထောက်ကြည့်သည်အပူအအေးဆန်းကြည့်သည်ပြီးတော့အတန်ထွက်အောင်ပင်ရယ်လိုက်၏ခမရဥ္စာဘာမှမဟုတ်ပါဘူးဗျာညှင်းွက်ကလေးတွေပါရှင်ရှင်ဟုတ်ပေလားဆရာတီချာရဲ့လားဆရာရဲ့ နှွယ်သည်မျက်နှာကလေးဝင်းသွားကရှိုက်မောတန်ကလေးနှင့်ပြန်မေးရှာ၏စိတ်ချပါဗျာကျွန်တော်တို့ကမြေယုံနဲ့သိနိုင်ပါတယ်ဈေးကူဖို့လိုရင်ပြောမှာပေါ့အခုဟာကနှင်းွက်လေးတွေပါအိုးအိုးနွယ်ဘာပြောရမှန်းမသိတော့ပါဘူးဆရာကိုရောမမစိန်ကိုရောမတိမချင်းကျေးဇူးတင်ပါတယ်ရှင် တကယ်တော့မိနွေဟာတေရင်းကလွတ်လာခဲ့တာပါမမစိန်စိန်စာတွေသာမဖက်မိရင်ဒီကိုသာမလာဖြစ်ရင် နွေဟာကုဆုံးဖြတ်ချက်နဲ့ကိုအတိဆိုးနဲ့တေတော့မလို့ပါဒါဟာနွေငယ်ငယ်ကမစည်းကံတွေကျူးလွန်ခဲ့လို့ဝတ်ခံရတာဖြစ်မှာပါပဲအခုတော့ဝေဒနာရှင်တွေအပေါ်မှာနွေအများကြီးကိုကျင်းစာတက်လာပါပြီနွေစိတ်ထဲမှာတတိယတဲ့အခါတိုင်းဝေဒနာခံစားရသူတွေကိုနွေမေတ္တာပို့ပါမယ်မမစိန် တနစ်ခွဲလုံးလုံးစိတ်စင်းရခဲ့သမျှဟာနှွယ်အတွက်သင်္ကန်းစာတွေပါပဲနွယ်သည်ပြောရင်းနှင့်မျက်ရည်တွေ့တွေ့စီးကြကအင်ကြီးကိုပြန်ဝင့်နေသည်ပြီးတော့ဆရာဦးအောင်တင်နှင့်ကျမကိုဥချနေပြန်၏နွယ်ရဲ့ညီမလေးရဲ့ကျမကနွယ်အားလက်ကမ်းထူကထားရစီလိုက်သည်မျက်ရည်လဲလဲနှင့်ပြုံးနေသောနွယ်မျက်နှာကလေးမှာပြိဝသောအလှတွေစုဝေး၍နေပါ၏ချူမဝါမဂဇင်း နားဆင်အပိကကြသူအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးကြပါအောင်နော်။အလုံးဘေးကင်းကျမကြပါစေရှင်။